လုံးသွေးချောပိတ်လို့ယင်ဘက်အောင်နာနဲ့အခြားယင်ဘက်အောင်နာတွေကဘာတွေကွာခြားလဲဆိုတာကိုသိရဖို့အတွက်ဒီနေ့ဗီဒီယိုလေးမှာဆက်မရှင်းပြပေးပါမယ်ရှင်။နှလုံးသွေးချောပိတ်လို့ယင်ဘက်အောင်နေဆိုရင်နာကျင်ရတဲ့ဝေဒနာကယင်ဘက်တစ်ခုလုံးကိုဆုပ်ဆွဲထားသလိုဆွဲညစ်ထားသလိုနာကျင်တာမျိုးပဲဖြစ်ပါတယ်။တခြားယင်ဘက်အောင်နာတွေကအသက်ရှူလိုက်တဲ့အချိန်မှာနာတာမျိုး၊ချောင်းဆိုးလိုက်တဲ့အချိန်မှာယင်ဘက်ထဲမှာဆူးပြီးနာသွားတာမျိုးရှိနိုင်ပါတယ်။ နှလုံးသွေးကြောပိတ်လို့ရင်ဘက်အောင်နာမျိုးကကြတော့ရင်ဘက်ကနေတဆင်ဒီနာကျင်ရတဲ့ဝေဒနာကမေယိုလေပင်ဆမတို့ဘယ်ဘက်လက်မောင်းပေါ့နော်ဒီနောက်ကြောဘက်တွေထိပါပြန့်နှံ့သွားတာမျိုးရှိပါတယ်တခြားရင်ဘက်အောင်နာတွေမှာတော့ဒီလိုမျိုးပြန့်နှံ့တာမျိုးကနည်းပါတယ်ရှားပါတယ်နှလုံးသွေးကြောချင်းလို့ပိတ်လို့ရင်ဘက်အောင်နာမျိုးဆိုရင်တော့ဒီရင်ဘက်အောင်နဲ့ဝေဒနာကလှုပ်ရှားလိုက်တယ်ဆိုရင်ပိုပြီးတော့ရင်ဘက်အောင်နာတိတာပြီးတော့နားလိုက်တယ်ဆိုရင်ရင်ဘက်အောင်နာတက်တာသွားတာမျိုးရှိနိုင်ပါတယ် ရှင်ဘန်းအောင်တဲ့အချိန်မှာမူးဝီဝီမူးနောင်နောင်ဖြစ်တာမျိုးဇောချွေးတွေပြန်နေတာမျိုးခြေတွေလက်တွေကအေးဆက်နေတာမျိုးဆိုရင်လေဒါကနှလုံးသွေးကြောကျင်းလို့ဒါမှမဟုတ်နှလုံးသွေးကြောပိတ်လို့ရင်ဘန်းအောင်တာဖြစ်နိုင်တယ်လို့သွေးပောင်ကျလို့လည်းရင်ဘန်းအောင်တာမျိုးဖြစ်နိုင်ပါတယ်အရေးကြီးဆုံးအချက်ကတော့ နားမြင်ရင်တောင်မှရင်ပန်းအောင်တာမတက်တာဘူးအသက်ရှူမဝတာအသက်ရှူကျက်တာပါဖြစ်လာပြီဆိုရင်တော့ဒါကလုံးဝကိုအရေးပေါ်အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့စေးုံစေးကန်းကိုချက်ချင်းသွားတင်ပါတယ်နှလုံးသွေးကြောကျဉ်လို့ဖြစ်ဖြစ်နှလုံးသွေးကြောပိတ်လို့ပဲဖြစ်ဖြစ်ရင်ပန်းအောင်နေဆိုရင်အချိန်ကရွှေထက်မှကတန်မိုးကြီးပါတယ်အချိန်လေးနာရီဝက်တနာရီနောက်ကျတာနဲ့အသက်အန္တရာယ်ဆုံးရှုံးတာဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ကိုကရိုးရိုးရင်ပန်းအောင်တာလားအရေးပေါ်လားနှလုံးသွေးကြောကျဉ်တာပိတ်တာကြောင့်ဖြစ်တာလားဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာကြည့်ပြီးခွဲခြားနိုင်ပါ စေလို့ဆုတောင်းပေးပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်နော်ကျွန်မဒေါက်တာ Grace ပါ။